အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တနေ့တာအချိန်ကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အချိန်ဆိုတာကုံဆုံးသွားပြီးရင်ပြန်ယူလို့ရတဲ့အရာမျိုးတော့မဟုတ်ပါဘူးဒါကြောင့်အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့နဲ့စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့တနေ့တာအချိန်ကိုဘယ်လိုမျိုးအသုံးချရမလဲဆိုတာကိုအောက်ပါအတိုင်းလေ့လာနိုင်ပါတယ်နံပါတ်1နိုးဆက်ပေးပါ တင်းမလက်ပိုင်းမှာ10မိနစ်15မိနစ်လောက်ဆိုပြီးနိုးထခြင်းကလည်းတင်းရဲ့တနေ့ကုန်အလင်းစလို့လုံနေရမယ်အလုပ်တွေကိုတော်တော်များများရော့ချပေးနိုင်ပါတယ်။တနေ့တာအတွက်အလင်းလိုစရာမရှိရင်အချိန်ဆိုတာပိုပြီးကြာရှည်တယ်လို့သင်ခံစားရစေပါလိမ့်မယ်။နံပါတ်1တက်တက်ရရစနစ်တကျနေထိုင်ပါ။ပစ္စည်းတွေကိုရှာနေရတာပျောက်နေတဲ့စာရွက်စာတမ်းတွေကိုရှာရတာစတာတွေနဲ့တင်းရဲ့တံမိုးရှိတဲ့အချိန်တွေကိုမဖြုံးတိဖြစ်ပါနဲ့။ပစ္စည်းတွေကိုသူ့နေရာနဲ့သူတက်တက်ရရထားတတ်တာက အပိုးအလုပ်တွေလုပ်ရမယ်တင့်အချိန်တော်တော်များများကိုတတ်တာစီပါတယ်ဒါကြောင့်တင့်ရဲ့နေ့စဉ်သုံးပစ္စည်းတွေကိုတတ်တတ်ရရနဲ့စနစ်တကျထားဖို့လိုအပ်ပါတယ်နံပါတ်3အနာယူပါ ရှေ့တိုးမဲ့စင်နောက်တလန်းဆုပ်ဆိုတလူမျိုးပေါ့စိတ်ရောခန္ဓာကိုယ်ရောအနာယူပြီးမှအလုပ်တွေပြန်လုပ်တာဟာတာမန်ဆက်တိုက်လုပ်နေတာထက်စွမ်းဆောင်ရည်ပုံမြင့်နေဆိုတာကိုတင်အံ့ဩစွာတွေ့ရမှာပါဥပမာစစ်လေးတောက်တဲ့လူတွေဟာသူတို့ရဲ့အလုပ်ခွင်ကနေစစ်လေးလေးတစ်ဖွာနှစ်ဖွာထွက်ခွာပြီးရင်လူပိုလန်းပြီးအလုပ်လုပ်ရတာပုံမြင့်နေတဲ့သူလို့ပေါ့တင်လဲတင်ဝါသနာပါရနဲ့အနာယူလို့ရပါတယ်နံပါတ်၄အာယုံစူးစီးပါ ဘဝမှာစိတ်ညစ်နေတဲ့အချိန်စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာဆုံးဖြတ်ချက်ကိုလုံးဝမချပါနဲ့တင်းတနေတာမှာခက်ခက်ခဲခဲဆုံးဖြတ်ရမှာတွေဂျုံလာတိုင်းမျက်လုံးလေးမိတ်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားပြီးအေးအေးဆေးဆေးဆုံးဖြတ်ပါဆုံးဖြတ်ချက်အမှားတွေအတွက်ပူပန်နေရမယ့်အချိန်တွေဆုံးဖြတ်ချက်အမှားအတွက်ဖြည့်ရှင်းရမယ့်အချိန်တွေကိုများစွာရှင်းချပေးနိုင်ပါတယ်နံပါတ်5ဦးစားပေးအစီအစဉ်ထားပါတင်းဘဝတစ်ခုလုံးအတွက်ရော နေ့စဉ်အချိန်တွေအတွက်ရောဘာပြီးဘာလုပ်ရမယ်ဆိုတာစဉ်းစားထားပြီးအရေးကြီးတာတွေကိုရွေးချယ်နိုင်ခြင်းဖြင့်တွေးဝေးခြင်းတွေကိုရှော့ချပြီးလူကိုလန်းဆန်းစေနိုင်ပါတယ်အလုပ်ကိုပုံမဆွမ်းအားပြည့်ဝစွာလှုပ်ဆောင်နိုင်ပြီးအချိန်ပိုတွေလည်းထွက်လာနိုင်ပါတယ်နံပါတ်6လေ့ကျင့်ခန်းလုပ်ပါတင်းရဲ့တနေ့တာအလုပ်တွေကြားတဲ့ကထွက်ပြီးတင်းရဲ့တဘာဝကပေးထားတဲ့လက်ဆောင်တွေကိုခန်းစားကြည့်ပါ ပြီးတော့အညောင်းညာဖြေလေ့ကျင့်ခန်းလေးလုပ်ပါဘဝမှာမကျမ်းမာရင်ကိုယ်အတွက်အလုပ်လုပ်စရာအချိန်တွေနဲ့သွားတတ်ပါတယ်ဒါကြောင့်ကိုယ်ကျမ်းမာရေးအတွက်ကိုယ်လက်လှုပ်ရှားမှုကိုနေ့စဉ်လုပ်ပေးဖို့လိုအပ်ပါတယ်အခုဆိုရင်ကိုယ့်ရဲ့တနေ့တာအချိန်ကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးပြုရမလဲဆိုတာကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်